င်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Grade 11 English Unit 3 Memory Reading Bank ကိုအတူတူလေ့လာကြည့်ကြရအောင်ပါကျွန်တော်ကျွန်တော် channel လေးစကြရဲကထက်တန်းစင်အင်္ဂလိပ်စာ Reading and Comprehension ဘန်းလေးတွေကိုကျွန်တော်တင်လာတာခုဆိုရင် Grade 10အားလုံးပြီးသွားလို့ Grade 11 Unit 3ကိုရောက်လာပြီပေါ့နော်အခုချိန်ထိကျွန်တော်ကို Subscribe လုပ်ပေးတဲ့ Subscriber တယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအထူးတင်ရှိပါတယ် Subscribe တစ်ချက်ချင်းက ကျွန်တော်ရဲ့နောက်ဗီဒီယိုလုတ်ဖို့အတွက်နောက်ဗီဒီယိုတစ်ပုတ်တင်ဖို့အတွက်ခွင့်အားဖြစ်စေလိုပါ Subscribe မလုပ်ဘဲနဲ့အားပေးတဲ့သူတွေလည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်အခုလိုခက်ဆိုးကာလာဇူကြီးထဲမှာအားလုံးကျမ်းမာချမ်းသာပေးရန်ကြွားကြပါစေကျွန်တော်ဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှအဆင်မပြေသည်များကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးလို့ရပါတယ်အကယ်၍တင်ပေးစီခြင်းတဲ့ဗီဒီယိုမျိုးရှိရင်လည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပေးပါဟုတ်ကဲ့ပါလေးမရှိပဲကျွန်တော်တို့ radio band ကိုကြည့်ကြရအောင် free reading pre-reading 1 do you still remember any poems you learned from the previous grade name them ပြီးခဲ့တဲ့အတန်းတွေတော့ငါတဲ့အမေတင်ယူလေ့လာခဲ့တဲ့ကြပြတွေကိုမှတ်မိသေးလားတဲ့ name them သူတို့ရဲ့နာမည်လေးပြောပြပါဦးနဲ့ Are you good at remembering the names and faces of the people you have met? မင်းတွေ့ဘူးတဲ့လူတွေရဲ့မျက်နှာတွေနာမည်တွေကိုမင်းမှတ်မိတဲ့နေရာမှာတော်ရလားတဲ့ 3. Do you still remember the family holiday trip you went on as a young child? ခိဝါတော်ကမိမိသားစုခရီးထွက်ခဲ့ဘူးတာကိုမျက်မှတ်မိသလားတဲ့ What did you remember from the lesson you learned yesterday? မနေ့ကသင်ယူခဲ့တဲ့သင်ခန်းစာတွေကဘာကိုမျက်မှတ်မိသလဲတဲ့ဟုတ်ကဲ့ Let go straight to the with the passage with the passage the word memory has three non technical meanings memory ကတော့ကျွန်တော်တို့သိကြတဲ့မှတ်ဉာဏ်ပေါ့ has ရှိပါတယ်တဲ့ three non technical meanings memory ဆိုတာကို Oxford dictionary မှာ ability to remember မှတ်မိနိုင်စွမ်းဒုတိယချက်က the period of time ကာလတစ်ခုတဲ့ that somebody is able to remember events အဖြစ်အပျက်တွေကိုတစုံတည်းကအတိုက်တာကာလတစ်ခုအထိမှတ်မိနိုင်တဲ့စွမ်းရည်တဲ့အဲ့တော့ the oxford dictionary မှာတော့နှစ်ခုပဲကျွန်တော်ယူလာရဲပေါ့နော်ဖွင့်ဆိုချက်ကတော့အများကြီးပါပဲစိတ်ဝင်စားသူများ oxford dictionary မှာတွဲရောက်လေ့လာစီခြင်းပါတယ်နောက်တစ်ခုသိရမှာ technical ဘာသာရက်နဲ့ဆိုင်တော့လို့ပြောကြတယ် connected with a particular subject and therefore difficult to understand if you do not know about that subject ဘာရိုင်းနဲ့ဆိုင်နေတဲ့အဲ့ဒီဘာရိုင်းအကြောင်းကိုမင်းမသိဘူးဆိုရင်နားလည်ရခက်တယ်တဲ့ဟုတ်ကဲ့သူ့ကိုနောက်တစ်ချက်ကဒီအချက်လက်တွေပေါ်မှာအခြေခံတော့လို့ဆိုတဲ့အဓိပ္ပာယ်လည်းရှိတယ်ဒီနေရာမှာကတော့ဘာသာရပ်ကိုအခြေမခံမဲ့နဲ့အချက်လက်တွေကိုအခြေမခံမဲ့နဲ့အလွတ်တန်းအဓိပ္ပာယ်၃မျိုးရှိတယ်တဲ့ one something that we remember ကျွန်တော်တို့မှတ်မိတဲ့အရာတစ်ခုပေါ့ example a name a number a color or a taste မညာတစ်ခုအယောင်တစ်ခုနော်ကိငယ်နံတစ်ခုခုနာမည်တစ်ခုခုအစရှိတဲ့ပြင်ပေါ့ to the ability to remember မှတ်မိနိုင်စွမ်းမှာတဲ့ or don't know recall something တစ်ခုခုကိုမှတ်မိနိုင်စွမ်းနဲ့ recall ဆိုတာလဲ remember ပါပဲ no use in a progressive tenses continuous tense နဲ့တုံးလို့မရှိဘူးတဲ့ to remember something တစ်ခုခုကိုမှတ်မိခြင်းပါပဲအဲ့တော့ the ability to remember or recall something တစ်ခုခုကိုမှတ်မိနိုင်စွမ်း as in ဥပမာအပြင် yes i remember the poem အဲ့ဒီကပြောင်းငမမိတယ်ဆိုတာမျိုးတဲ့မှတ်မိနိုင်စမ်းပါတဲ့ 3. The period of time that somebody is able to remember events. တစုံတယောက်ကအဖြစ်အပျက်တစ်ခုကိုအဖြစ်အပျက်တွေကိုအတိုင်းအတာကာလတစ်ခုထိမှတ်မိနိုင်စမ်းပါတဲ့ SN ဥပမာအဖြစ်ပြောရမယ်ဆိုရင် a frightful storm in recent memory လက်တလုံးကိုယ့်ရဲ့မှတ်ဉာဏ်ထဲက a frightful storm frightful ဆိုတာကတော့ကြောက်မဲ့ဖွယ်ရ terrible the very serious or unpleasant စိတ်မသက်သာစရာကြောက်မဲ့ဖွယ်ရာပြင်းထန်တော့မုန်တိုင်းတစ်ခုအဆရှိတိဖြစ်မှာတဲ့ second paragraph technically အသက်လက်တွေကိုအခြေခံပြီးတော့မှပြောရမယ်ဆိုရင်ဘာရရဲ့ဆိုင်တာပြောရမယ်ဆိုရင်တဲ့ all books in psychology စိတ်ပညာနဲ့ပတ်သက်တဲ့စာအုပ်တွေကတော့ will say that ဆိုကြလိမ့်မယ်တဲ့ there are three kinds of memory memory သုံးမျိုးရှိတယ်လို့ဆိုကြလိမ့်မယ် episodic memory episodic ဆိုတာက happening occasionally ရံဖန်ရံခါမှဖြစ်ပေါ်တတ်သော not a regular interval ပုံမှန်မဟုတ်ဘူးတဲ့အဲ့တော့ episodic memory ဆိုတာကတော့အခုလောလောဆယ် Oxford Dictionary ကအတိုင်းရံဖန်ရံခါဖြစ်ပေါ်တတ်သောမှတ်ဉာဏ်2က semantic memory semantic ဆိုတာက collective when the meaning of words and sentences which are စကလုံးတွေရဲ့အဓိပ္ပာယ်နဲ့ဆက်ဆက်သောမှတ်ဉာဏ်တဲ့နောက်တစ်ခုက procedural memory procedure ကနေလာတာ procedure ဆိုတာလုပ်ရုပ်လုပ်စဉ်ပေါ့နော်လုပ်ရုပ်လုပ်စဉ်နဲ့ ဆိုင်နဲ့မှတ်ဉာဏ်ဆိုပြီးတော့မှသုံးမျိုးရှိပါတယ်တဲ့ဟုတ်ကဲ့ဆင်ပြေမဲ့ထင်ပါတယ်စကြည့်ကြမယ် episode memory ရပ်ပယံကဖြစ်တတ်သောမှတ်ဉာဏ် this is our memory or even situations and places of our past ဒီမှတ်ဉာဏ်ကားတဲ့ကျွန်တော်တို့ရဲ့အတိတ်ကာလကနေရာတွေအခြေအနေတွေအဖြစ်အပျက်တွေကိုမှတ်မိတတ်တဲ့မှတ်ဉာဏ်ပါတဲ့အဲ့တော့ episode memory ကိုတဲ့လေအောင်ပြောမယ်ဆိုရင်တော့အတိတ်ကိုမှတ်မိတတ်တဲ့ဉာဏ်ကို episodic memory လို့ခေါ်တာပေါ့နော် အားလုံးကတော့ episode ကိုသိကြတယ် episode ဆိုတော့ကိုရီးယားဇလန်တွေဆိုရင်အပိုင်းပိုင်းနဲ့လာတာအပိုင်းပိုင်းမှတ်ညံလို့လည်းပြောရတယ်ပေါ့နော်သူတို့ဒီညမှာကတော့အတိတ်ကိုမှတ်မိတဲ့တော့ညံလို့ပြောကြရအောင် For instance ဥပမာပြောရမယ်ဆိုရင် when we all asked about our first day at school ကျွန်တော်တို့ပထမအဦးဆုံးကျောင်းစားတက်တဲ့နေ့ကိုကျွန်တော်တို့ကိုမေးတဲ့အခါတဲ့ we think back and trying to recall ကျွန်တော်တို့ဟာပြန်စဉ်းစားပြီးတော့မှ trying to recall မှတ်မိအောင်စူးစမ်းရတယ် how old we were ကျွန်တော်တို့တွေအသက်ဘယ်လောက် who took us to school ကျောင်းကိုဘယ်သူကခေါ်သွားခဲ့တာ what the name of the school was ကျောင်းနာမည်ကဘာ whether we crying silently or aloud အကြေကြီးအော်ငိုခဲ့တာလားတိတ်တိတ်ကလေးအော်ငိုခဲ့တာလားတိတ်တိတ်ကလေးငိုခဲ့တာလားအစတော့အဆရှိတယ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဟာပြန်လဲစဉ်းစားပြီးတော့မှမှတ်မိအောင်ကြိုးစားရတယ်တဲ့ဒါကိုကျွန်တော်တို့ episode memory အအတိတ်ကလာကိုမှတ်မိတတ်တဲ့ဉာဏ်ကိုအသုံးပြုကြရတာပေါ့ similarly အလားတူပါပဲတဲ့ when wishing to talk about a memorable family vacation wishing ဒီနေရာမှာ wish က buffer energy continuous tense အနေနဲ့တော့၃နှစ်သုံးထားမှရှိဘူးသို့တော့၄နှစ်စီခြင်းလို့ wishing to talk about a memorable family vacation memorable ဆိုတာက unforgettable ပဲပဲမမေ့နိုင်စရာနော်အောင်းမေ့ပွဲပေါ့မမေ့နိုင်စရာ family vacation မိသားစုအားလိုက်ရဲ့ခရီးရှည်ပေါ့ vacation ဆိုတာကတော့အဲ one of the periods of time where university or course or laws are closed အဲတက္ကသိုလ်တွေ college တွေ နော်အလိုက်ရရှိပိတ်တာပေါ့ရအလိုက်ရှိပိတ်တဲ့ပိတ်တဲ့ကာလပေါ့အဲ British မှာတော့ holiday လို့ပဲသုံးကြတာအဲ့တော့မိသားစုအလိုက်ရရှိခီးအเจ้าကိုတို့ပြောကြလာတဲ့ခါတဲ့ withdraw upon draw upon ဆိုတော့ use ပဲ to use ပဲအသုံးပြုရတယ်တဲ့ our episodic memory ကျွန်တော်တို့ရဲ့ဒီအတိတ်ကာလကိုမှတ်မိလိုက်တဲ့ episodic memory ကိုအသုံးပြုကြတယ်တဲ့ to recall ပြန်မှတ်မိဖို့ရန် as much as possible all the details of defecation အဲ့ဒီအပျော်ခရီးရဲ့ all the details အသေးစိတ်အချက်လက်အားလုံးကို as much as possible အတက်နိုင်ဆုံး to recall မှတ်မိဖို့ရန်တွေ့တဲ့နော်ကျွန်တော်တို့ဟာ our episodic memory ကျွန်တော်တို့ရဲ့ဒီရပိုင်ကဖြစ်ပေါ်လာတော့ညံတော့မဟုတ်အတိတ်ကာလကိုမှတ်မိတဲ့ညံကို withdraw upon ကျွန်တော်တို့ဟာအသုံးပြုကြတာပဲဖြစ်ပါတယ်တဲ့ဟုတ်ကဲ့စံပြမဲလို့မျောလင့်ပါတယ်စစ်ကြည့်ကြရအောင် again cemented memory memory ကတော့ connected with the meaning of words and sentences စကားလုံးတွေဒါမှမဟုတ်ဝတ်ကြော်တွေရဲ့အဓိပ္ပာယ်နဲ့ဆက်ဆက်သောမှတ်ဉာဏ် this memory refers to all of our knowledge of the world around us မှတ်ဉာဏ်ကားတဲ့ကဘာပေါ်မှာရှိတဲ့ knowledge ဘုဒ္ဓတရားတွေအလုံးကို refers ညွှန်းဆိုပြောပြကျင်တာပါတဲ့ညွှန်းဆိုကျင်တာပါတဲ့ညွှန်းဆိုပါတယ်တဲ့ for instance ဥပမာပြောရမယ်ဆိုရင် we know that cats and dogs are four-legged animals ခွေးတွေကြောင်တွေဟာခြေလေးကြောင်သတ္တဝါတွေဆိုတာကျွန်တော်တို့သိကြတယ်တဲ့ but at the same time the chain နဲ့မှာပဲ we know that they are not the same သူတို့ဟာမတူဘူးဆိုတာကိုလည်းကျွန်တော်တို့သိကြတယ် in the same way Tony လကောင်းမှာပဲတဲ့ we know that ကျွန်တော်တို့သိကြတယ် make coffee and tea are liquid လက်ဖက်ရည်တွေ coffee တွေနှုတ်တွေဟာအရည်တွေဆိုတာသိကြတယ် but one is different from the other two တခုကတခြားနှစ်ခုနဲ့မတူဘူးဆိုတာကိုလည်းကျွန်တော်တို့သိကြတယ် we also know that ကျွန်တော်တို့ဟာသိကြတယ် fire a host in ice cold ရေခဲကအေးပြီးတော့မှမိကပူတယ်ဆိုတာကိုလည်းပဲကျွန်တော်တို့သိကြတယ်။ Then အဲ့ဒီနောက်တဲ့ we are thought ကျွန်တော်တို့ကိုသင်ပေးလိုက်တယ်အင်းပြီးတော့ we learn သင်ပေးလိုက်တော့ကျွန်တော်တို့တက်မြောက်သွားတာပေါ့ that ဘာတက်တော့လဲဆိုရင်2 times 2 is 4နှစ်မြောက်နှစ်က၄တဲ့5 minus 3 leaves to ငါးရက်3ကိုလို့ရင်2ရတယ် the molecular formula for water is h2o molecular ဆိုတာကတော့ chemistry မှာရှင်းပြပေးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာထူးတယ်လည်းမရှင်းပြတော့ဘူး water ရေအတွက် chemical sorry molecular formula က H2O ဆိုတာဒါမှမဟုတ်ပြီးတော့ the chemical formula for the common salt အိမ်သုံးစားရဲ့ chemical formula က NaCl and many many more နောက်ထပ်အများပြပေါ့အစရှိတဲ့ပြင်ကျွန်တော်တို့ကိုတင်ပြလိုက်ရင်ကျွန်တော်တို့တက်သွားတာကဒါဒီ cement memory ကိုအသုံးပြုလို့ပါတဲ့ဟုတ်ကဲ့စစ်ကြည့်ကြရအောင် procedural memory procedural memory ဆိုတာကလုပ်ထုံးလုပ်နေတဲ့ဆိုင်နဲ့မှတ်ညံပေါ့ဗျာ this memory help us perform memory ကကျွန်တော်တို့ကို help us perform ကူညီပြီးတော့မှလှုပ်ဆောင်ပေးတယ် perform ဆိုတာသူ့ပါပဲပြုလုပ်သည်ကူညီလှုပ်ဆောင်ပေးတယ်တဲ့ skills ပြန့်ကျင်မှုနဲ့ဆိုင်နဲ့เนาะပြန့်ကျင်မှု skill တွေ such as ဘယ်လိုဟာလဲဆိုတော့အတတ်ပညာနဲ့ဆိုင်တဲ့ဟာတွေပေါ့ such as riding a bicycle or driving a car ကားမောင်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ်စပိန်စီတာပဲဖြစ်ဖြစ် playing the guitar or the piano ဂီတာတီးတာပဲဖြစ်ဖြစ်စာနေရာတီးတာပဲဖြစ်ဖြစ် playing tennis badminton golf soccer etc soccer ဆိုတာကတော့ဘောလုံးပါပဲ american အသုံးပါ british ကတော့ football လို့ပဲသုံးပါတယ်ဘောလုံးကစားတာပဲဖြစ်ဖြစ်ကောက်တီးရိုက်တာပဲဖြစ်ဖြစ်စစ်တောင်ကစားတာပဲဖြစ်ဖြစ်တင်းနစ်ကစားတာပဲဖြစ်ဖြစ် etc အစားကြီးတွေဖြစ်ပေါ့နော်အင်းပြီးတော့ baking a cake or arranging flowers ကိမဖုတ်တာပဲဖြစ်ဖြစ် ပန်းလာစနာပဲဖြစ်ဖြစ်ဒီလိုမျိုးเนาะအတတ်ပညာနဲ့ဆိုင်တဲ့ကျွမ်းကျင်မှုတွေကိုကူညီလှုပ်ဆောင်ပေးတယ်တဲ့ဒီ procedural memory က in most cases ဖြစ်ရအများစုမှာတော့ we just do not forget ကျွန်တော်တို့တွေဟာမမေ့ကြဘူးတဲ့ as တော့ကြောင့် we tend to in episodic or semantic memory tend to ဆိုတဲ့အသုံးလေးကိုသိဖို့လိုတယ်။ tend to ဆိုတာကဖြစ်တတ်တာပြည့်နေဖြစ်တာရှိတာအာ 100%တော့မဆိုလို့ဖြစ်လိပြတ်ထားရှိတာကိုပြောချင်တာ10 to ဆိုတဲ့အသုံးက habitual နဲ့ဆိုင်တယ်ပေါ့နော်အလိထနဲ့ဆိုင်တယ် women tend to live longer than men မြို့သမီးတွေဟာမြို့သားတွေထက်ပိုပြီးတော့မှအသက်ရှည်ကြတယ်တဲ့မြို့သမီးအားလုံးကိုမဆိုလို့ဘူးအဖြစ်များတာကိုပြောချင်တာ when i'm tired ကျွန်တော်ပင်မလာတဲ့အခါ i tend to make mistake ကျွန်တော်အမားကြီးလုပ်တတ်တယ်ဒါလူတယောက်ရဲ့အလိထကိုပြောချင်တာပေါ့နော်အဲ့တော့100%တော့မဆိုလို့ဘူးပေါ့ သူကဒီနေရာမှာ we tend to an episodic or cemented memory ကျွန်တော်တို့ဟာတဲ့ episodic memory or cemented memory ဒီအတိတ်ကာလကိုမှတ်မိတဲ့မှတ်ဉာဏ်ဝဟရာတွေနော် sentence တွေဝကြတွေနဲ့အတိတ်ပဲနဲ့ဆိုင်တဲ့မှတ်ဉာဏ်တွေကြောင့်မို့ကျွန်တော်တို့ဟာအဖြစ်အအများစုမှာတော့ကျွန်တော်တို့တွေမိလီမီတာမရှိဘူးတဲ့သူပြောချင်တာကတော့ကျွန်တော်တို့ကကျွန်တော်တို့မှာ episodic memory နဲ့ cemented memory ရှိတာကြောင့်မို့ကျွန်တော်တို့တွေမမိကြတာပါတဲ့ at most အများစုကတော့ our ability to perform those cases those skill အဲ့ဒီရဲ့ဒီကျွမ်းကျင်မှုတွေအဲ့ဒီ skill တွေကိုနော်အဲ့ဒီအတတ်ပညာတွေကို to for ability to perform လုံဆောင်နိုင်တဲ့စွမ်းရည်ဟာတဲ့ declines ကျဆင်းလာမယ်ညှော့နေသွားမယ် as we advance in years as we advance in years ဆိုတာက years ဆိုတာနှစ်တွေ we advance ဆိုတာကျွန်တော်တို့တွေနှစ်တိုးလာတာကျွန်တော်တို့တွေနှစ်တိုးလာရဲဆိုတာကျွန်တော်တို့တွေအသက်ရွယ်ရလာတာအသက်ကြီးလာတာကိုပြောချင်တာကျွန်တော်တို့တွေအသက်ကြီးလာတာနဲ့အများတဲ့အဲ့ဒီကျွမ်းကျင်မှု skills တွေကိုလုံဆောင်နိုင်တဲ့စွမ်းရည်ကလည်းအများစုကတော့ညှော့နေသွားမှာတဲ့ and maybe ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ် one day တနေ့မှာ we just do not have the strength strength ဆိုတာကလည်း skill ပဲပြောချင်တော့ strength ဆိုတာကလည်း quality အည်သွေးစွမ်းရည်ကိုပဲပြောချင်တာပေါ့ခွန်အားပေါ့ဗျာ we do not we just do not have the strength to perform at all အဲ့ဒီ skills တွေကို to perform လောက်ဆောင်နိုင်တဲ့ the strength ခွန်အားစံပကားတွေဟာတဲ့ maybe one day တနေ့ကြရင်နော် we just do not have ရှိတော့မှာမဟုတ်ဘူးတဲ့ at all ဆိုတာလုံးဝ ရှိတော့ရှိနေလို့မှမဟုတ်ဘူးတဲ့အသေးရဲ့ကြီးလာတာနဲ့မြန်အဲ့ဒီ skills တွေကိုလုတ်ဆောင်နိုင်စမ်းနဲ့ကြာဆင်းလာမယ်တနည်းကြရင်အဲ့ဒီ skill တွေအားလုံးကိုအဲ့ဒီ skill တွေကိုလုတ်ဆောင်နိုင်စမ်းဟာလုံးဝရှိတော့မှတော့မဟုတ်ဘူးတဲ့ဟုတ်ကဲ့စစ်ကြည့်ကြရအောင် books and psychology also point out စစ်ပညာနဲ့ပတ်သက်တဲ့စာအုပ်တွေကတော့ also point out point out ဆိုတာက mention မယ်ဖော်ပြကြတယ်တဲ့ that ဘာလဲဆိုတော့ there are short term memory and long term memory short term ဆိုတာကတော့ရေတိုမှတ်ဉာဏ် lasting a short time ခဏလေးခံတာ long term memory ကြတော့အကြာကြီးခံတာရေရှည်မှတ်ဉာဏ်နဲ့ရေတိုမှတ်ဉာဏ်ဆိုပြီးတော့မှရှိတယ်လို့ပြောကြတယ်တဲ့ for instance ဥမာပြောရမယ်ဆိုရင် when we are following a lecture lecture ဆိုတာကတော့တက္ကသိုလ်တို့ college တို့မှာ professor တို့ကျွန်တော်တို့ဒီ lecturer တို့ကပို့ချတဲ့ပို့ချချစ်ပေါ့ဗျာ following ဆိုတဲ့ lecture လိုက်နေတာပေါ့ကျွန်တော်တွေတဲ့ lecture လိုက်နေတဲ့အခါ we store the incoming information incoming ဆိုတာအသစ်ဝင်လာတာကိုပြောချင်တာ recently elected or choosing အသစ်ဝင်လာတဲ့ information အချက်လက်တွေကို in our short term memory ကျွန်တော်တို့ရဲ့ရည်တူမှတ်ဉာဏ်ထဲမှာ we store ကိုကျွန်တော်တို့ဟာတူလောင်ကြတယ်တဲ့ s ဒီနေရာမှာ s ကကျွန်တော်ကြိုက်တော့ conjunction နေနဲ့သုံးတဲ့ when something else is happening တခုခုဖြစ်နေစမှာတခုခုဖြစ်နေတာကိုပြောတာအဲ့တော့ story lecture လိုက်နေရင်းနဲ့ as we jot down notes jot down ဆိုတာကတော့ write something down ပဲ ရေးမှတ်တာအမြန်လေးရေးမှတ်တာပေါ့နော် as far as speaking ကျွန်တော်တို့အတက်နိုင်ဆုံးခက်မြန်မြန်လေး notes တွေကိုအမြန်လေးရေးမှတ်ရင်းနဲ့အသက်ဝင်လာတဲ့ information တွေကိုအချက်လက်တွေကိုကျွန်တော်တို့ရဲ့ short term memory ရေတိုမှတ်ဉာဏ်ထဲမှာကျွန်တော်တို့တွေ we store တူလောင်ထားကြတာတဲ့ then အဲ့ဒီနောက် when we can find time later now အချိန်ရလာတဲ့အခါမှာ we go over our notes go over ဆိုတာ examine or check something carefully ဒါမှမဟုတ် to study carefully တိတိကျကျလေ့လာတာ especially by repeating ရဲ့ထက်ခါထက်ခါလုပ်ချမ်းပြတိချာလေ့လာတာကိုပြောတာ go over ဆိုတာနောက်အချိန်ရတဲ့အခါမှာကျွန်တော်တို့ကကျွန်တော်တို့ရဲ့ notes ကျွန်တော်တို့ရဲ့မှတ်စုတွေကို go over ထက်ခါထက်ခါတိချာလေ့လာခြင်းအပြင် link up the points in link up ဆိုတာချိတ်ဆက်တာ join မယ် link up to join or become join with somebody or something link up the points အချက်လက်တွေကိုဖြစ်စေပြီးတော့မှ memorize them memorize လုပ်တယ်ဆိုတာမမိအောင်လို့เนาะအများနဲ့မှတ်မိနေအောင်လို့တည်စကြလေ့လာတာကိုပြောတာအလွတ်ကျတာပေါ့ဗျာ memorize them to store the information in our long term memory ကျွန်တော်တို့ရဲ့ long term memory ရေရှည်မှတ်ဉာဏ်ထဲမှာ to store the information အချက်လက်တွေကိုတဲ့တူမိဖို့ရန်အတွက်သူတို့ကို link up points အချက်လက်တွေကိုချိန်ဆရတဲ့ပြီးတော့ memorize တည်စကြလေ့လာပြီးတော့မှเนาะကျွန်တော်တို့ရဲ့ဒီ notes တွေကို re go over ပြန်ပြန်ပြီးတော့မှတိချာချာလေ့လာရတယ်တဲ့အဲ့ဒါမှကျွန်တော်တို့က long term memory တွေရောက်တော့ပေါ့နော်ပထမဆုံးကတော့ကျွန်တော် short term memory short term memory ကနေ long term memory တွေရောက်ဖို့ဆိုရင်ထပ်ကတက်ကလေ့ကျင်ပြီးတော့မှ long term memory တွေမှာတူလောင်တာပါတဲ့ the diagram below အောက်မှာပေးထားတဲ့ diagram က should help you understand better မင်းကိုပို့ပြီးတော့မှကောင်းကောင်းနားလည်အောင်ကုညီလိုက်မယ်တဲ့ the notion of short term memory and long term memory notion ဆိုတော့ idea ကိုပဲပြောချင်တာ an idea a belief understanding of something တခုခုကို နားလည်နိုင်ခြင်းယုံကြည်မှုတစ်ခု idea တစ်ခု idea လို့ပဲပြောကြရအောင်အဲ့တော့ long term memory နဲ့ short term memory အကြောင်းကိုတဲ့ notion ဆိုတာ idea ပေါ့နော် long term memory နဲ့ short term memory အကြောင်းကိုတဲ့ပို့ပြီးတော့မှနားလည်စေဖို့ရအောက်က diagram ကကူညီပေးပါလိမ့်မယ်တဲ့ diagram ကိုကြည့်ကြရအောင်ပထမဆုံးက information သတင်းချက်လက်တွေသတင်းချက်လက်တွေကကျွန်တော်တို့ရဲ့ sensory memory sensory ဆိုတာကကျွန်တော်တို့အာယုံခံမှတ်ဉာဏ်ပေါ့နော် sensory ဆိုတာ connect with our physical senses your physical senses အာယုံကမညာနေက fitting snapshot of size and sounds လဲရတဲ့ဖြစ်တဲ့မြင်ကွင်းလဲရတဲ့ဖြစ်တဲ့အတန်တွေ snapshot ဆိုတော့လဲလဲတဲ့ဖြစ်ပေါ့နော် fleeting ဆိုတာက lasting only a short time ခဏလေးပဲခံတာ sensory memory က snapshot ဆိုတာလဲရတဲ့ဖြစ်ကိုပြောချင်တာအလုံးသိကြတယ် size and sound ကျွန်တော်တို့လဲရတဲ့ဖြစ်ကြားလိုက်တဲ့အတန်တွေကျွန်တော်တို့ရဲ့ဒီလဲရတဲ့ဖြစ်မြင်လိုက်တဲ့မြင်ကွင်းတွေ snapshot တွေက fleeting ခဏလေးပဲခံတယ်အဲ့ဒါက sensory memory လေးရောက်သွားတာကျွန်တော်တို့ကအဲ့ဒါတွေကို attention ပေးလိုက်တဲ့အခါတေချာချာလေးအာရုံစူးစမ်းလိုက်တဲ့အခါဘယ်ထက်ပြောင်းသွားလဲဆိုတော့ working memory short term memory လေးရောက်သွားတယ် short term memory က temporary storage and processing of information အဲယာယီတူလောင်ထားတဲ့အထက်ရောက်သွားတာပေါ့နော်အဲ့ထဲမှာ encode ထုတ်လိုက်တယ် encode လုပ်တယ်ဆိုတာကအဲ change ordinary language into letters symbols in order to send secret messages to change information to form that can be processed by a computer to express the meaning of something in foreign language the encode ကတော့ကျွန်တော်တို့အဲဘယ်လိုပြောမလဲတခုခုကိုဒီ content လိုက်ပြီးတော့ပြောရမယ်ဆိုတခုခုကိုကိုမှတ်မိနိုင်တဲ့ပုံစံကိုနီးကိုဟန်နဲ့ကိုမှတ်မိနိုင်မှတ်မိအောင်လုပ်တာကိုပြောချင်တာ encode လုပ်တယ်ဆိုတော့စာကြည့်မယ်ဆိုရင်တက်နဲ့တယောက်ကစာကြည့်ပုံကြည့်နေမတူကြဘူးကိုအမြန်ဆုံးနားလည်နိုင်မဲ့နီးကိုအမြန်ဆုံးမှတ်မိနိုင်တဲ့နီးကို အသုံးပြုပြီးတော့မှမှတ်ကြမှတ်ကြတာဖြစ်တယ် simple တွေပါနေနဲ့ပေါ့နော်အဲ့ဒါကို encode လုပ်တယ်လို့ခေါ်တာအဲ့တော့ short term memory မှာလောက်ထားတဲ့ဟာကိုကျွန်တော်တို့က encode လုပ်ပြီးတော့မှ long term memory တွေကိုထည့်ပေးလိုက်တာဖြစ်တယ် long term and permanent storage of information အဲ့ကိုရ long term memory တွေမှာကျွန်တော်တို့မှေ့သွားပြီဆိုရင် short term memory ကိုသွားပြီးတော့မှ retrieval လုပ်ရတယ်ပြန်လည်ပြီးတော့မှအဲထည့်ယူရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ short term memory နဲ့ long term memory ဘယ်လိုလုပ်လို့လဲဆိုတာကိုအကြမ်းမြင့်တော့နားလည်လိမ့်မယ်လို့မျိုးလင်ပါတယ် စစ်ကြည့်ကြရအောင် from what has been presented so far so far ဆိုတော့အခုအခုလက်ရှိအချိန်ကြည့်လို့ပြောချင်တာ so far ဆိုတာ so far ဆိုတာဒီတဲ့ use when you are asking or talking about the distance between two places or distance there has been trouble is to be trouble သူကမြင်ပြောတဲ့အခါမေးတဲ့အခါဒါမှမဟုတ်ပြောဆိုတဲ့အခါ the distance between two places နေရာနှစ်ခုကြားကအကွာအဝေးကိုပြောတဲ့အခါဒါမှမဟုတ် the distance they has been travel ကိုသွားခဲ့တဲ့အကွာအဝေးတစ်ခုကိုပြောချင်တဲ့အခါဒါမှမဟုတ် is to be travel ကိုသွားရမယ့်အကွာအဝေးတစ်ခုကိုပြောချင်တဲ့အခါမှာ so far ကိုသုံးတယ်တဲ့အဲ့တော့ဒီနေရာမှာ so far ကလည်းကျွန်တော်တို့အစကတည်းကနေဖော်ပြခဲ့တဲ့တင်ပြခဲ့တဲ့အားနေအခုချိန်ထိကိုပြောချင်တာအဲ့တော့ from what what has been president ကျွန်တော်တို့အစကတည်းကနေအခုထိတင်ပြခဲ့တဲ့တင်ပြချက်တွေစီကနေတဲ့ it should be quite plain to us ကျွန်တော်တို့တွေ plain ဆိုတာရှင်းလင်းသွားတဲ့ နော်တော်တော်လေးရှင်းလင်းသွားတဲ့နဲ့ that ဘာလဲဆိုတော့ our memory ကျွန်တော်တို့ရဲ့မှတ်ဉာဏ်က is just like to တဲ့ the database of a computer ကွန်ပျူတာတစ်လုံးရဲ့ database နဲ့တူတယ်တဲ့ database ဆိုတော့အချက်လက်တွေကိုတုံမီးထားတဲ့နော်တကယ်ဟိုအရင်တည်းသုံးလို့ရအောင်လိုအပ်လေအရင်တည်းသုံးလို့ရအောင်အရင်တည်းတူလောင်ထားပေးတဲ့ကွန်ပျူတာရဲ့မှတ်ဉာဏ်ကိုပြောတာ database ဆိုတာကျွန်တော်မှာ session ထားပါတယ် where a large amount of information on a large variety of subjects အကြောင်းအရာအမျိုးဆုံးအများအပြားတရင်ချက်လက်အများအပြားကိုရစတိုတူလောင်ထားတော့နေရပြီးတော့ use as in when necessary လောက်တဲ့ခါမှာအရန်တဲ့တုံးလို့ရအောင်တဲ့အချက်လက်တွေအများအပြားအကြောင်းအရာအချက်လက်အများအပြားကိုတူလောင်ထားတဲ့နေရာဖြစ်တဲ့ကွန်ပျူတာရဲ့ database နဲ့တူတယ်တဲ့ memory ကျွန်တော်တို့ရမှတ်ဉာဏ်က what the database အဲ့ဒီ database မရှိဘူးဆိုရင် the computer is useless computer ဟာအသုံးဝင်တော့ဘူး similarly အလားတူပါပဲ what the memory မှတ်ညံမရှိဘူးဆိုရင် we will be utterly helpless and useless ကျွန်တော်တို့ကလည်း utterly utterly ဆိုတာ completely ကိုလည်းပြောချင်တာ utterly ဆိုတာ is to emphasize how complete something is เนาะလုံးလုံးကိုပြောချင်တာလုံးလုံးကိုအကူကရမဲ့ပြီးတော့မှ useless အသုံးဝင်တော့ဘူးတဲ့ကျွန်တော်တို့လည်းမှတ်ညံမရှိဘူးဆိုရင် ludes ဘောစဉ်းစားကြည့်လိုက်ပေါ့เนาะမှတ်ညံမရှိတဲ့လူတယောက် just imagine imagine ဆိုတာစဉ်းစားကြည့်ပါတဲ့ imagine ဆိုတာ to find a picture in your mind မင်းစိတ်ထဲမှာတခုခုကိုပုံဖော်တာပုံဖော်စဉ်းစားကြည့်ပါတဲ့ how frustrated and upset frustrated ဆိုတာကတော့စိတ်ကတိကောက်ဖြစ်တာနော် feeling annoyed ဖြစ်တာ impatient ပြီးတော့ upset upset ကတော့ unhappy ပေါ့ဗျာစိတ်မချမ်းသာတာပေါ့ as imagine ဒီကုနဲ့ပုံဖော်ကြည့်ပါတဲ့ how frustrated and upset we get ကျွန်တော်တို့ဘယ်လောက်ထိစိတ်ကတိကောက်ဖြစ်ရမယ်ဘယ်လောက်ထိစိတ်မချမ်းမသာဖြစ်ရမယ်ဆိုတာကိုတဲ့ when we cannot remember ကျွန်တော်တို့တွေမမှတ်မိတဲ့အခါ where we have put our car keys ကျွန်တော်တို့ရဲ့ကားတော့ကိုဘယ်နေရာထားလိုက်တယ်လဲဆိုတာကိုမမှတ်မိတဲ့အခါကျွန်တော်တို့တွေနော်ဘလောက်ထိစိတ်ကတိကအောင်နဲ့စိတ်မချမ်းမသာဖြစ်ရမလဲဆိုတာကိုစဉ်းစားကြည့်ပါတဲ့မိတ်ဆွေတို့ဖြစ်ဘူးကြလားကျွန်တော်တို့ကားတော့ကိုဘယ်နာထားလိုက်မိတယ်ဆိုတာမျိုးဘယ်တော့မှမဖြစ်ဘူးပါဘူးဘာကြောင့်လဲကျွန်တော်မှကားမမရှိတာပဲနောက်တာပါ put yourself in the, in the place of a student မင်းကိုမင်းနဲ့ put yourself ထားလိုက်ပါတယ် in the place of a student ကျောင်းသားတယောက်ရဲ့နေရာမှာ take key in examination စာမွေးဖြည့်ဆို့နေတဲ့ကျောင်းသားတယောက်နေရာမှာထားကြည့်လိုက်တယ် and ပြီးတော့ emerging စကူးနဲ့ပုံဖော်ကြည့်လိုက် he cannot recall a thing he has studied to မှတ်သားထားခဲ့တဲ့အရာတစ်ခုကို cannot recall တမမမိနိုင်တဲ့အဖြစ်မျိုးကိုမှစဉ်းစားကြည့်လိုက်ပါတဲ့ you will then be able to understand မဲအဲ့ဒီနောက်မဲ့နားလည်နိုင်လိမ့်မယ်တဲ့ how helpless he will feel to block the ကုကေရမဲ့ပြီးတော့မှခံစားနေရမယ်ဆိုတာကိုမင်းနားလည်နိုင်ပါလိမ့်မယ်တဲ့ ဟုတ်ကဲ့စစ်ကြည့်ကြရအောင် There is another rule rule ဆိုတာဂန္ဓာကိုပြောချင်တာပေါ့နော် rule ဆိုတာဂန္ဓာ theater part and play အာဒီနေ့ကတော့ရုပ်ရှင်မှာဆိုရင်တော့ဂန္ဓာတစ်ခုပေါ့ရ The memory plays in our life ကျွန်တော်တို့ရဲ့ဘဝမှာတဲ့ဒီမှတ်ဉာဏ်က plays ပါဝင်နေတာ another rule နောက်ထပ်တခြားဂန္ဓာအနေပါဝင်နေတာတစ်ခုရှိသေးတယ်တဲ့ Very often, Machakana Sodrobe, we take a stroll down memories lane. Take a stroll down memories lane Sodaga. Stroll Sodaga or walk by Lanshawda in a slow, relaxed way. E e little Lanshawda was stroll or Dora. Memory lane so idiom do there. A drift or walk down memory lane the Time that you spend thinking about and remembering the past or going to a place again in order to remind yourself of past experience. Past experience. အချိန်နဲ့ did you spend thinking စဉ်းစားပြီးတော့မှကုံဆုံးနေတဲ့အချိန် about remembering မှတ်မိနေရင်နော် the past အတိတ်ကိုတော့မဟုတ် going to a place again အဲ့ဒီနေရာကိုပြန်သွားပြီးတော့မှ in order to remind yourself past experience ကိုဖြတ်တန်းခဲ့ရတဲ့ကိုယ့်အတွေ့အကြုံလေးတွေကိုကိုယ်ပြန်လဲအမှတ်ရစေဖို့လို့အဲ့ဒီနေရာကိုပြန်သွားကျင်နေတဲ့အချိန်နဲ့အတိတ်ကိုတွေးပြီးတော့မှပျော်ရွှင်နေတဲ့အချိန်မျိုးကိုပြောချင်တာ we take is throw down memories လင်းဆိုတာကျွန်တော်တို့တွေမကြာခဏတဲ့အတိတ်ကိုတွေးပြီးတော့မှ အဲဒီပျော်ရွှင်အတိတ်ကိုတွေးပြီးတော့မှခံစားနေကြတာပေါ့နော်မေတ္တာခဏဆိုလို့ပဲကျွန်တော်တို့ဟာ check is true down memories လေးအတိတ်ကကိုပျော်ရွှင်ခဲ့တဲ့ဖြစ်ဖြစ်ကလေးတွေပဲတွေးပြီးတော့မှခံစားနေကြရတယ်တဲ့ figuratively speaking figuratively ဆိုတာက figurative ဆိုတာသင်စားပြီးတော့မှပြောတာကိုပြောတာကျွန်တော်ဘာသာပြန်ရှုပ်နေတယ်မှာအကြောင်းမပြောတော့ဘူး figuratively speaking ဆိုတာသင်စားပြီးတော့မှပြောရမယ်ဆိုရင်ね in go through ပြီးတော့မှ go through ဆိုတာက go through ဆိုတာ to experience မယ်တွေ့တွေ့ရတာကိုပြောချင်တာ suffer something ခံစားတာကိုပြောချင်တာ go through various အမျိုးမျိုးသော emotional stages emotional ဆိုတာကစိတ်ခံစားမှုပေါ့နော်စိတ်ခံစားမှုအမျိုးမျိုးကိုတဲ့ကျွန်တော်တို့ဟာ go through တွေ့တွေ့ကြရတယ်တဲ့ တင်စားပြီးတော့မှပြောရမယ်စင်ပေါ့ we take a stroll down memory lane တင်စားရင်ပြောမယ်စင်ကျွန်တော်တို့ရေအတိတ်ကိုတဲ့ပြန်တွေးပြီးတော့မှလွတ်ဆင်နေတာမျိုးရှိကြတယ်တဲ့အဲ့တော့ကျွန်တော်တို့ဟာ go through various emotional stages အမျိုးမျိုးသောဒီစိတ်ခံစားမှုအခြေအနေတွေကို go through ကျွန်တော်တို့ကြုံတွေ့ရတယ် sometimes တခါတရံမှာ we smile when we remember something pleasant ပျော်စရာကောင်းတဲ့အရာတစ်ခုခုလေးကိုကျွန်တော်တို့သတိရလိုက်တဲ့အခါ we smile ကျွန်တော်တို့ပြုံးတာပေါ့ or down မှာ frown đầu biểu frown ဆိုတာမျက်မှောင်ကြုတ်တာကိုပြောချင်တာ frown ဆိုတာ make serious angry worry expression by bringing your eyebrows closer đầu biểu မျက်မှောင်ကြုတ်တာကိုပြောချင်တာနော် together so that lines appear on your forehead bò မျက်နှာဖူးမှာတဲ့အေးချောင်းတွေပေါ်လာအောင်အထိဒီမျက်ရ eyebrows không မျက်ခုံးနှစ်ဖူးကို bringing closer đầu biểu အဲနီးထောင်းဆက်ကလိုက်တယ်ဆိုတာမျက်မှောင်ကြုတ်တာကိုပြောချင်တာ frown when we recall something unpleasant စိတ်မချမ်းမြေ့ဝေရာတခုခုကိုသတိရမိတဲ့အခါကျွန်တော်တို့တွေမျက်မှောင်ကျုပ်ကြတယ်တဲ့ that's ဒါကြောင့်မို့ depending on what we happen to remember ကျွန်တော်တို့ဘာကိုမှတ်မိရအမှတ်ရတယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့မှ our memories ကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေဟာ maybe sweet or bitter sweet or bitter ဆိုတာကစိတ်ဆိုတာတင်စားထားတာပဲဖြစ်တယ်ပျော်ရွှင်စရာကောင်းလဲကောင်းလိမ့်မယ်ဒါမှမဟုတ် bitter စိတ်ညစ်စရာကောင်းလဲကောင်းပါလိမ့်မယ်တဲ့ဟုတ်ကဲ့ဗီဒီယိုလေးကတော့ ဒီမှာပြည့်စုံတော့ပါပြီဆုံးတကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်အစီအစဉ်ပြည်ရှိသူများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆက်တွေ့ကြရအောင်ဘိုင်ဘိုင်